နောက်ပိုင်းမှာစန္ဒပြဖို့ဟာခွင့်ပြုချက်တောင်းနေလို့ပေးပါဆိုရင်ပေးပါမယ်လို့ပြောတယ်။အဲ့ဒီတောင်မတောင်းတော့မတောင်းမင်းနဲ့စန္ဒပြရတယ်ဆိုတာဒါတရားဥပဒေကိုပေါ့။အဲ့ဒါကြတော့အမေသဘောမတူဘူး။ 我平时来说，第二屋里就跑票，背篼外跑跑，里头外夹背，第二屋里又跑跑跑啊，手也背夹背跑跑跑你要是楼下送，咱们这边也背跑跑跑。第二屋里又跑跑掉，第二屋里也也有啊。反正也也有多少多少，你难讲嘛，不要买一件带我没穿，行。他正说也有。第二屋里哪家屋也还能多啊？我到时候三楼、两层都行行。 ပြောက်ခွင့်တောင်း။ဒါပြောက်ခွင့်တောင်းလို့ရှိရင်ပြောက်ခွင့်ပေးပါမယ်လို့အမေကိုပြီးပေးထားတယ်။ပြောက်ခွင့်မပေးလို့ရှိရင်ပေးဖို့ပြော။ဒါပေမဲ့အခွင့်မတောင်းမဲနဲ့တရားဥပဒေလမ်းကြောင်းမှာမင်းနဲ့တော့မလုံဘူး။အဲ့တော့ဆိုလို့ရှိရင်တရားဥပဒေကို ကိုကနေပြီးတော့မျက်ကွယ်ပြုတယ်ဆိုတခြားချက်ကလည်းမျက်ကွယ်ပြုတယ်တရားဥပဒေမဲ့လုံးဝဘုံဘုံတော့ကိုကိုတိုင်းကတရားဥပဒေကိုမလေးစားဘဲနဲ့သူများကလေးစားတယ်ဟောက်ဆိုပြောလိုက်လို့ရှိတော့ကိုကတရားဥပဒေမလေးစားဘူးဆိုရင်သူများလည်းမလေးစားရင်ဘာလို့လက်ခံရလဲအဲ့ဒါကိုပဲဒီလိုနဲ့ဆက်ဆက်တော့ဘုံကလည်းလုံးကန်ရရှိနေစွာအကြည့်တော့ပြောတာခိုင်းလိုက်ပါခိုင်းလိုက်ပါ